ကျွန်တော်ဒီနေ့အတွက်သရော်စာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီသရော်စာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့သရော်စာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့သရော်စာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ။ဒီနေ့နေ့လယ်ပိုင်းမှာလှုပ်ခတ်သွားတဲ့ငလင်ပေးတံကြောင့်မြန်မာနိုင်ငံနေရာအနှံ့ပြားအထူးသဖြင့်မန္တလေးစကိုင်းတိုင်းတို့မှာ ကပ်ဘေးတင်ပြည်သူများအတွက်အထူးပင်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ထို့အတူထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းမှာငလင်တန်ကြောင့်အသက်ဆုံးရှုံးသွားရသူမြန်မာပြည်သူပြည်သားတွေရဲ့ကြံရစ်သူမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနည်းကြည်ကွဲရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာ။အေးတော်ဘုံအောင်ကိုအောင်ရမည် ောင်ညာဘေးတိုက်ပွဲကုန်မှဖြစ်ဖြစ်မြောင်မြောင်မတိုက်ခိုက်ခဲ့ဘူးဗိမေရင်ဘတ်ပေါ်ကဘားတွေကိုငုံကြည့်လိုက်စုံပလုံစိနေတဲ့လေဘတ်ကျိုးတွေကိုလေဝင်းလေးအသာအပြီးမျက်လုံးလေးအောက်ဆိုင်ကြည့်လိုက်နဲ့သူ့ကိုယ်သူသဘောကျနေသူကတတ်ချုပ်ကြီးကြောင်ချီးဖြစ်လေသည် မကြခင်မှာတမတော်ညခန္ဓာကိုကျင့်ပတော်မှာမို့ပွဲမဝင်ခင်အပြင်ကကျင့်ပါ ဆိုတဲ့အတိုင်းအထုနာနေခန်းမှာကိုလုံးပုံမှန်ကြီးရှိမှာ ်တတ်ချုပ်ကြည်တယောက်မိမိကိုယ်ကိုတဖန်ပြန်ခင်နေခြင်းဖြစ်လေအဖတတ်ချုပ်ကြည်ခမောင်ကျွန်တော်ကြော်စွာလင်းမှာဝင်ခွင့်ပြုပါတကားကိုအသာခောက်ရအတန်ပြုတ်လိုက်သူတပည့်ကျော်ကြီးကြွချီအတန်အေးဝင်ခဲ့လေကွာတမတော်ညအဲ့လေတမတော်နေ့ခန်းသားမှာလှဲ့လေကြည့်ရှုဖို့အဖစီးမဲ့ကားကိုစင်တဲ့ပြင်ထားပြီးပါပြီဒါကြောင့်တတ်ချုပ်ကြီးတစ်ခါလောက်နေရာယူကြည့်ပြပါအောင်ခမောင် ကျွချင်းရဲ့လိုက်တီးတဲ့ပုံကတော့တခြားကောင်တွေနဲ့များတခြားစီကြည့်စမ်းပါဦးသူလှဲ့လေကြည့်ရှုဖို့အတွက်စီစဉ်ထားတဲ့ကားကိုကာကြီးကမိုက်လိုက်တာဝမ်တာအာရနဲ့ကားနာကိုဖြေးသွားလိုက်ပြီးတော့ထက်ကြက်မကွာလိုက်လာတဲ့ကျွချီကဒီကားက2024မော်ဒယ် Ford Super Duty F350 Platinum ကားပါတတ်ချုပ်ကြီးကျွန်တော်ထူးစီစဉ်ပေးထားတာပါ ီကားကလက်ရှိပေါက်ဈေးဒေါ်လာ3သိန်းကျော်ပါတယ်။တက်ချုပ်ကြီးအတွက်ဒီပွဲမှာ300အောင်လို့အထုစီစဉ်ထားတာပါ။ကားဝယ်တဲ့ပိုက်ဆံဒေါ်လာ3သိန်းကျော်နဲ့ထပ်ဆောင်း၍လိုအပ်သည်များဖြစ်ဆွရန်အတွက်ဒေါ်လာ2သိန်းကိုစစ်သုံးစရိတ်မှကာကွယ်ရေးဘတ်ဂျက်ထဲမှာထည့်လိုက်တယ်ဆိုတဲ့အကြောင်းကိုတော့ကြော်စွာလင်းမပြောဖြစ်ချေ။ဂျင်းနဲ့ပျော်မြူးနေတဲ့တက်ချုပ်ကြီးမှာတီကြီးခံရလာစွာသောမျက်နှာထဖြင့် ကားနောက်ခြေနှင်းမှာအပေါ်သို့လှက်တက်လိုက်တော်လေအစ်စ်တိုနေသော ခြေတော်ကကားနောက်ဖုံးကိုမကြုံနိုင်မင်းကိုယ့်ရကာယဖြစ်နေသဖြင့်ကြွက်ချီးမှာကားကောင်းကန်းကိုအမြန်ပြေး၍ခလုံးနှိပ်ပြီးနောက်ဖုံးကိုဖြွင့်ပေးလိုက်ရသည်ရှက်ကွန်းရှက်ကန်းဖြစ်သွားသောတက်ချုပ်ကြီးမှာအေးကွာငါခန္ဓာကိုယ်နဲ့တိုင်ပြီးဘောင်းမီကိုဖစ်တင်ချုပ်ထားရဆိုတော့ခွာနေနေကြက်နေတယ်ဟာဟူ၍အဆက်ပြေပြောလိုက်ပြီးနောက် ရှေ့ကိုတိုး၍စစ်စင်းမိပုံစံမျိုးဖြင့်နေရာယူလိုက်မိလေတော့ဟင်မျက်လုံးထဲမှာတခြားဘာကောင်မှမမြင်အောင်ပဲအဖြူရောင်လွင်ပြင်ကြီးဖြစ်၍နေသည်ခေါင်းကိုငုံမျက်မှန်ကိုချုပ်ပြီးတုပ်၍နောက်တစ်ကြိမ်ထပ်မံကြည့်လိုက်မိတော့လေမထူးမြင်ကွင်းထဲမှာဖြူဖြူကြီးမတင်ငါလို့မျက်မှန်ကိုချုပ်ပြီးဒီအတိုင်းကြည့်လိုက်မိတော့မှမော်ရယ်မြင့်ကားသေးခေါမိုးကြီး စိတ်ကတိကောက်ဖြစ်သွားသောတက်ချုပ်ကြီးမှာအနှဲငယ်ခုံ၍ကြည်လိုက်မိမှရှေ့ကိုမြင်ရလေ။ရှင်းလိုပဲဟစ်ကောင် မင်းငေါကိုဆောက်ရက်ခွဲတာလောက်กว่าမအေးဘေးကြော်စွာလင်း အချိန်ကကန့်နေပြီးအခုချက်ချင်းနောက်ကားတစည်းမြန်မြန်စီစဉ်ခဲ့။အဝေးမှလမ်းမြော်ကြည့်ရှုပါကမိမိကြီးပြုံးနေသောမာရဝိဒရာဖျားကြီးထို့နောက်ကမ္ဘာကျော်မြန်မာစစ်အင်ဂျင်နီယာများ၏ဒီဇိုင်းဆွဲဆောက်လုပ်ထားမှုကြောင့် အပေါ်စီးမှကြည်လင်လှပလွန်သောအကွဲချောင်းများဖြင့်ခန်းနာနေသောလမ်းကြီးလမ်းငယ်တွေ့တွေ့များထိုမှတဆင့်ဝင်နှန်းအင်အားအမြီကန်းခြုံရွယ်ပိတ်ပေါင်းများဖြင့်ခြောက်တယောင်းနေသောကြက်တီးကုန်းလိုလွင်ပြင်ရှိအဆောက်အဦးများနှင့်နေပြည်တော်မြို့ကြီးမှလွန်အမတန်ခန်းနာထဲဝါလျက်ရှိနေသည်မိန်ပြန့်ပြန့်နေအောင်ကတဖြည်းဖြည်းနဲ့ကျဲပါလာပြီးနောက်တနေ့တော်ကိုခုံဆုံးရန်အာယူနေလေပြီး အန်တီညိုကိုကြောက်ရွံ့ဟူသောအကြောင်းပြချက်ဖြင့်ညာဘက်မှကျင်းပတာနှစ်နှစ်ရှိပြီဖြစ်သောတတ်မတော်ညအခမ်းအနားကြီးမှာမကြခင်ချိန်တွင်စတင်တော်မူအခမ်းအနားကျင်းပရာနေပြည်တော်စည်ရေးပြောက်ခွင်းအတွင်းဝယ်ချွေးရီတန်တွေတလုံးလုံးနှင့်အထူးပင်စ조사နေသူဘိုးချုပ်တဦးလည်းရှိနေလေသည်ပစုံဖောင်ဖောင်မဲမဲကြီးပေါ်တွင်ခွက်ဝင်နေသောပချိုင်နှင့်ရှိချွေးရီကိုတောင်မတုံနိုင်အားသူမှာ ပြည်သူတို့ရဲ့တဲ့နှလုံးတက်ချုပ်ကြီးဆွဲသွန်းကြောက်လန့်တတ်သူများဖို့အခုလိုနေဝင်ဤတရော့ချိန်တွင်တရေကရုံးနှင့်ထင်မှနိုင်ရှာသည့်တတ်မတော်သတင်းမမှန်ပြန်ကြားရေးဌာနမှ ရာထူးအမြဲဆုံးကျွန်ုပ်တို့ဤဇက်လိုက်ကြော်ကြီးမဲလုံးပင်ဖြစ်လေ။ဟုတ်ကောင်းတွေကင်မရာမန်တွေစစ်သားတွေဖျက်လျှောက်တဲ့ချိန်မှာ အနိကဆွဲပြီးတချာရိုက်နော်အမျိုးသမီးရဲမေတွေစစ်ကြောင်းလာရင်တော့အဝေးကနေခပ်ပါးပါပဲပုတ် ဟုတ်ကောင်ဒရုန်းသမားမင်းထူးသတိထားရမှာကညက်တုံထားတဲ့တသားသစ်တွေနားရောက်ရင်ဒရစ်ဆွဲပြီးခက်မြန်မြန်ကွစ်ပစ်လိုက်ထုံခိုင်းမှာပဲဒရုန်းကင်မရာ၃ဖွဲ့သားတအုံးမှာမဲလုံးအောင်မျက်နှာလိုမျက်နှာရမေးခွန်းတစ်ခုကိုမေးလိုက်လေဘိုးချုပ်ခမညာဟိုးရင်အရင်နှစ်တွေကလိုဒရုန်းနဲ့အပေါ်တဲ့တဲ့ကနေတဖြည်းဖြည်းချင်းဆွဲယူပြီးရိုက်တာမျိုးကျွန်တော်လက်စွမ်းပြပေးရမလားကင်မရာသမားကြီးအမေကြောင့် ဒေါသတကြီးဖြစ်သွားသောမဲလုံးမှာနှထင်မှစီးကြနေသောချွေးမဲတွေကိုခက်ကြမ်းကြမ်းတုပ်လိုက်ပြီးမင်းကဘာသဘောနဲ့မေးတာရောဘလို့ရည်ရွယ်ချက်နဲ့မေးတာရောဟူသောသူဤလက်သုံးစကားဖြင့်အကြီးကြီးပောက်ကွဲသွားပြီးနောက်မှတ်ထားကွာမေးဘေးများမင်းတို့ပညာတွေစမ်းကုန်တုံးရမှာကလူတထောင်ရှိရင်နှထောင်မြင်အောင်စပိုးကိုလိတ်ဖြစ်အောင်လောက်ကြရမှာကွာအပေါ်တဲ့တဲ့ကနေစိမ့်ပြင်းတစ်ပြေးဆွဲယူပြီးရိုက်မှာတော့ ရီးတွေဖြစ်ကုန်မှာပေါ့အရင်လိုလက်နဲ့ကြီးတွေထည့်ပြီးမလုံနိုင်တော့ဘူးလीငါက MND တို့ TNL တို့ A တို့ C ကို ပြန်တော့ငါရမှာလားကွာဒရုန်းတုံးပြီးရိုက်တဲ့အခါအဝေးကနေပဲရိုက်ပရိသတ်တွေနဲ့မောင်ကြီးဝရဝါလေးမှာရော့ပြီးဂျင်းထည့်ရိုက်ကွာနားလေလားမဲလုံးတယောက်သူ့သဘောနဲ့ဘူးပြောပြီးအနုရောမှာလူကြောလုံနေချိန်မှာပင်တမရောညခန်းနာမှာကစတင်လီပြီး အခမ်းနာမူနမ်မမာကအခမ်းနာကိုစတဲ့ဖွင့်လက်ကြောင်းကျင်ညာလိုက်တည်နေတဲ့ပြိုင်နဲ့မဲညို့နေသောကောင်းကင်ပြင်ပေါ်တို့မိုးပြံပူပေါင်းလေးများတက်သွောပုံမှာစစ်ပေးရှောင်ပြည်သူတွေရွာကိုမိရှုခံလိုက်ရသဖြင့်အလူအရက်ထွက်ပြေးနေရတယ်လို့လို့တချိန်တည်းမှာ MI5 ဘုံကျဲလီရင်မှမိရှုမိပန်းများကိုပစ်ဖောက်ချိတ်ဆွဲပြသနေပုံမှာအနံ့ပါလက်ရက်ကုန်းဂစီချင်းနဲ့မကွေးတိုင်းမြိုင်မြို့နယ်က ပြည်သူတွေအပေါ်မှာဘုံမိုးတွေရွာချနေသလိုလိုထို့နောက်တွင်အထူးပြင်ဆင်ထားသောမိန်ကွန်းကိုပြောဆိုရန် စင်ဘူးလေးထက်စီတို့ရင်တွင်းပြစ်စကားများကို လက်တန်းပြောဆိုရန်အေဖိုးစာရွက်တစ်ထပ်ကိုတာဝတ်ယူလာသောတချုပ်ကြီးရောက်ရှိလာကြပြီစင်မြင့်ဤဘေးဘက်မလန်မကန်းစီမှလက်ကလေးနောက်ပြေ၍သွားဖြီးသားနှင့်ကြည်နေသောကြွက်ချီးကိုမျက်တော်ညီကြီးဖြင့်လှန့်ရှုံရင်းနှစ်အောင်ထိတ်သို့ရောက်နေသောမိုက်ကိုမီယံ အာယူ၍ခြေပြားထောက်လိုက်ရသည်ဒီကနေ့ကျွန်တော်ပြောကြားလိုတာကတော့ခေတ်ဆက်ဆက်မှာနိုင်ငံရဲ့ဘေးအန္တရာယ်တွေကိုတပ်မတော်က ကာကွယ်ခဲ့တဲ့ဤတူအနာဂတ်မှာလည်းဆက်လက်ကာကွယ်သွားမှာပဲဖြစ်ပါတယ်ဖြီးရုတ်တရက်ဆင်းမြင့်ဘေးမှာကြားလိုက်ရသောတန်ကြောင်းတတ်ချုပ်ကြီးမျက်လုံးတောင်းကပ်ကြည့်လိုက်မိတော့အခမ်းအနားအမိမောကြီးပန်းကြီးပြေးလာသောမဲလုံးထံမှာ ချောင်းရှင်း၍စရွေးထွေးလိုက်တန်ဖြစ်သည်တန့်ချုပ်ကြီးမှမျက်မှန်လေးကိုမသလိုဟန်ဆောင်ရင်းစာရွက်မှာကြိုရေးထားသောစာကိုဆက်ဖတ်လိုက်သည်မြမသမိုင်းတွင်အကျန့်ဖက်လမ်းစဉ်ကျင့်တောင်းပြီးအကြက်ကင်တောင်းဆိုခဲ့သည့်ဖြစ်စဉ်တိုင်း၌တတ်မတော်အနေဖြင့်ရှော့ပေးလက်ခံခဲ့သောဆင်လာမရှိပါဘူးတိုင်းပြည်အာဏာကို ထိပါလာတာကြောင့်ပီဒက်တွင်လက်နက်ကင်တိုင်းရင်းသားတွေကိုဆက်လက်တိုက်ခိုက်ပြီးစစ်ပွဲတွေကိုဆင်နွှဲသွားမှာပါ ်ကြောင်စိုးကြောင်မျိုးမင်းပုတ္တမနဲ့အတူ ရေတန်ရောက်စားတဲ့လူတစုစီမှလက်ခုပ်တန်က6တီး6ချက်ထွက်ပေါ်လာသည်ထိုခိုင်မှာပင်ခက်ကြိတ်ကြိတ်တန်တစားကမတိမတာထွက်လာပြန်၏တတ်ချုပ်ကြီးကမျက်လုံးကိုဆွေဆောင်ရည်ကြည့်လိုက်ပြန်ရာ MNDA ကိုပြေးထရာသောရမခါနှင့် A ကိုပြေးထရာသော နောက်ပါခတိုင်းစစ်ဌာနချုပ်နှစ်ခုကို ကိုစားပြုစစ်သားတွေကိုထည့်သွင်းထားသော ကျဆက်တော့စစ်ကြောင်းနဲ့ဘန်နူလာစစ်ကြောင်းထံမှဖြစ်သည်စိတ်နှောက်ရှက်ဖြစ်နေပေမဲ့မိန်ကုန်းကိုမြန်မြန်ပြောပြီးစည်ရေးပြခန်းနာကိုလှည့်လေကြည့်ရှုရအောင်မှာမို့တက်ချုပ်ကြီးမှာနောက်ဆုံးကြံတဲ့စာရွက်ကိုအသာခိုးကြည့်ရင် ပြုံပြုံကြီးနဲ့လက်သီးလက်မောင်းတန်း၍ပြောလိုက်လေ၏ဤကုန်းကျုံအနေနဲ့ပြောချလိုတာကတော့တိုင်ရင်သာလက်နက်ကင်တွေနဲ့ပီရီရက်တွေအနေနဲ့လက်နက်ကင်လမ်းစဉ်ကိုစွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကနေတဆင့်နိုင်ငံရေးပြည်ထောင်ကိုနိုင်ငံရေးနီးလမ်းနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်မှုအတွက်ဖိတ်ခေါ်ကန့်လန့်ထားပြီးဖြစ်ပါတယ်။နိုင်ငံရေးပြည်ထောင်ကိုတွဲဆောင်ဆွေးနွေးရေးနီးလမ်းနဲ့သာအပြည့်ရှာနိုင်မှာဖြစ်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုးစားလမ်းဖွင့်ထားကြောင်းထပ်မံအသိပေးပြောကြားလိုပါတယ်။တန်ချုပ်ကြီးရဲ့မိန့်ခွန်းအဆုံးမှာတော့တတ်ထောက်ခံသူတွေအားလုံးမှာ ါစပ်ဟောင်းတာမိန်ကွန်းလေးတစ်ခုထဲမှာတင် တိုက်မာလို့လို့မတိုက်ဖူးလို့လို့ ਨੇ မမဆောင်လုတ်သွားတော့ဂျိုသားကြီးကိုကြည်၍သူတို့မှာတန်တော်တတ်ချုပ်ကြီးကတော့ခက်တီတီပဲအစီစဉ်တင်ဆက်သူရဲ့စကားအတိုင်းသူ့ကိုတင်ဆောင်နေတဲ့ကားစီတို့ခြေပြားလေးထောက်၍တောင်းနေပုံမှာခွေတခိုးခြံစီယိုတိုးနေသည်နဲ့ကားပေါ်သို့ခန့်ခန့်ညာညာကြီးတက်နေသောဘာတတ်ချုပ်ကြီးကိုငေးရင်းတပည့်ကျော်ကြီးကြော်စွာလင်းခကြွချီးမှာ ြီးခဲ့သောနိုင်ပိုင်းတွင်းမှဖြစ်ပျက်များကိုပြန်လည်တွေ့တော့မြင်အောင်လာပြီးနောက်ကြည်နူးပီတိစိတ်ဖြင့်အာရပါရပြုံးလိုက်မိလေတော့တည်းမျက်နာမရခြေတော်ရဖြစ်သွားသောကျော်စွာလင်းမှာချက်ချင်းပင်နေပြည်တော်တစ်ခွင်လုံးရှိနောက်ဖွင့်ကားများကိုအမြန်ချောဆွဲ၍ရှာတော်လေတက်ချုပ်ကြီးရဲ့ရက်နဲ့ကန့်ညီတဲ့ကားကဒစီးမှရှာမတွေ့ပြက်လက်ပြက်နဲ့ကြံရောင်မရဖြစ်နေသောကြွက်ချီးမှာ စစ်ရုံးချုပ်၏အနောက်ဖက်ဂျောင်းထဲတွင်ထိုးထားသည့်ကားပူလေးတစ်စီးကိုတွေ့လိုက်ရလေသည်ဟစ်ကောင်တွေဒီကားကဘယ်မှာတုံးတာလဲကွာထို့သောမော်ဒဂွန်မေးလိုက်ပြီးတော့ဟုတ်ပါဒီကားကဗိုလ်ချုပ်ကြီးတွေထဲကစံမာရေးမကောင်းသူတွေအောက်ပိုင်းမတန်သူတွေခြေပြက်လက်ပြက်သမားတွေစီးပြခွင်းမှာလှဲ့လေကြည့်ရှုဖို့ဝက်ရှော့ကိုပုတ်ပြီးအထုတလေပြန်လေပြင်ဆင်ထားတဲ့ကားပါခင်ဗျာကြုံစွာလေးတယောက်မျက်လုံးတွေအယောင်တောက်လာပြီး လက်ဖြောက်တစ်ချက်တီး၍နှုတ်မှတီးရိုးရေရိုးလိုက်ပုံက နောက်ဆုံးမှာတော့ဒင်းဟာပိုင်ရှင်အစ်စ်မန်ကို တွေ့သွားရှာပြီးဟူတတဝေး